ီမအလာကဒီရခိုင်တရုတ်ဆောင်တွေနဲ့เนาะအဲသူကထိုးထည့်ပြီးတော့ဒါထိုးကြွေးတာဒါလူမျိုးရေးတွေပြฏิပခဖြစ်လာအောင်စီရေးမှာအဲအရေးနိုင်လာအောင်တစ်ဖက်နဲ့တစ်ဖက်အားလက်နဲ့ခြင်ထားတာအဲဒီဘုံချုပ်ထုံးမြနိုင်တဲ့ဒီ PDF တွေနဲ့အကုန်လုံးကပေါင်းပြီးတော့နေမီတွေစုံမုံတိမ့်ပိုက်နေတာအညာဘက်ထိရောက်လာပြီးဘခိုးဘက်ထိရောက်လာပြီးမခွေးဘက်ထိရောက်လာပြီးအဲအဲ့ရခိုင်နယ်စပ်တစ်ခုလုံးကိုဘုံချုပ်ထုံးမြနိုင်ရခိုင်တပ်တော် AA နဲ့အပူပါ တက်ဖွဲ့တွေကဒီလိုသိမ့်ပိုက်လာတဲ့အတွက်ဒါကအမှုပညာရှင်တွေကိုသူကထိုးထည့်လိုက်တာဟုတ်လားအမှုပညာရှင်တွေကိုထိုးထည့်လိုက်ရင်အာတော်လိုင်းအေးဘက်ကထပြီးတော့ပြောကြမယ်ဆိုကြမယ်ဟာအော်ကြမယ်ဟိတ်ကြမယ်ဆိုရင်ဟိုအထဲကလည်းလက်နဲ့ကင်တာနင့်အမျိုးထင်ငံကငါအမျိုးထင်ငံပါသူတို့လည်းကွဲလွဲသွားမှာပဲဆိုတဲ့အောက်တန်းစားအုံနောက်50နဲ့88ကအုံနောက်မျိုးနဲ့ဒီစစ်ခွေးတွေကဒါမျိုးအမှုပညာရှင်တွေကိုထိုးထည့်လိုက်တာဟုတ်လားအမှုပညာရှင်တွေကိုထိုးထည့်လိုက်တာ ဒါပေမဲ့တော်လန်ကြီးရဲ့တော်လန်ကြီးပဲရှင်တို့ထိုးထည့်လိုက်တာထိုးထည့်လိုက်တာပဲလူဆိုတာကတော့တမနောနာနီးရင်တမနောရတာပဲခေါနောနာနီးရင်ခေါနောရတာပဲကြံတဲ့ဟာကိုပြီးပြီးတော့မကြည့်နဲ့ကျမအတော်ကိုယ်တိုင်ကအကြောင်းအောက်ကြီးစစ်တပ်အရှိမှာသူကနေရတာဟာစစ်တပ်ထံကနေခေါ်ပြီးတော့သူ့ဟိုဟာဒီဟာဆိုနေသူ့မှာတီးဟိုဟာရိုက်တဲ့တဲ့ဒီဟာရိုက်တဲ့တဲ့ကိုပါသွားတယ်ဒါပေမဲ့ သူမလုတ်ချင်ဘူးသူမလုတ်ချင်လဲသူတို့ခေါ်ရင်သွားရတယ်သူတို့ဘာဖြစ်လို့လဲသူ့မှာသားသမီးလေးယောက်ရှိတယ်သားသမီးလေးယောက်ကမွေးလာခဲ့တယ်သူ့မှာမြေးလေး၆ယောက်ရှိတယ်သူ့လင်ရှိတယ်သူ့သားရှိတယ်တနွေငင်းတစဉ်ပါဆိုပြီးတော့ဒုက္ခလိုက်ပြီးနေတဲ့အတွက်မချစ်တော်လဲအောက်ကနန်းမနန်းတော်လဲပြင့်တဲ့ရှူဆိုတဲ့ပုံစံမျိုးနဲ့နေနေရတဲ့သူတွေကလည်းအများကြီးရှိတယ်ဟုတ်လားအဲ့တော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကော်မရှင်အတူအယောင်ရွေးကောက်ပွဲပါဝင်ပေးတဲ့အမှုပညာရှင်တွေကိုခွင့်လွှတ်ပေးဖို့လိုကြောင်းရခိုင်မပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာ။ မြန်မာနိုင်ငံထဲမှာတော့ပြောလိပြောတာရှိတယ်ပေါ့နော်အဲ့လိုပေါ့တမနောနာနီတော့တမနောခေါနောနာနီတော့ခေါနောဆိုလို့ပေါ့ကျမပြောတယ်လို့ပေါ့ခြေကားအောက်ကဂျန်တုံညာဒီစဲဥပဒေတဲ့ဟမ်မြန်မာနိုင်ငံတော်ရဲ့အစိုးရတဲ့နိုင်ငံရေးဆိုတာတဲ့ပောက်လို့ပဲစားပြောလို့မရဘူးတဲ့ စီးနဲ့ကန်းနဲ့ပြောရတာတဲ့ဟုတ်တယ်ရှင်တို့ထောက်ခံနေတဲ့အဲ့ဒီဒီဇယ်ဥပဒေရှင်တို့ထောက်ခံနေတဲ့အဲ့ဒီနိုင်ငံတော်ကရွှေဘနိုင်ငံကျော်တခိုးကိုရှင်တို့ပဲပြန်ပြီးဆုံးမပြီလားဟလားနိုင်ငံကြီးကိုပောက်လို့ပဲစားပောက်ပန်းလေးစိပြောနေတာကတော့ရှင်တို့ထောက်ခံနေတဲ့ရွှေဘကြီးပေါ့ကဘာကျော်တခိုးကြီးပေါ့နော်အဲ့တော့ရှင်တို့ထောက်ခံနေတဲ့အတိုင်းရှင်တို့ပဲဆုံးမပြီလိုက်ပါဘသူကမြန်နိုင်ငံကြီးကိုပောက်လို့ပဲစားပြောနေတာလဲဘသူကမြန်နိုင်ငံကြီးကိုစီးလို့ဝါလို့ပြောနေတာလဲဘသူကမြန်နိုင်ငံကြီးကိုစီးလို့ဝါလို့လုပ်ပြီးတော့ပြည်သူပြည်သူအချင်းချင်း တိုက်နေတာလဲဆိုတာရှင်တို့လည်းထမင်းစာချင်းသိမှာပေါ့နော်အခုဆိုလို့ရှိရင်ကျမတို့ပုံပွင့်လင်းလင်းပဲဒါဝေယုထုံးမြတ်နိုင်ရုပ်ဖတ်ကအခုရခိုင်မှာဆိုလို့ရှိရင်14မြို့နယ်လောက်ကိုအပြီးပိုင်တင်ပိုက်ထားပြီးထိန်းချုပ်ထားနိုင်တဲ့အတွက်ဒီမအားလာကဒီရခိုင်တရုတ်ဆောင်တွေနဲ့နော်အဲသူက ိုးထည့်ပြီးတော့ဒါထိုးကျွေးတာဒါလူမျိုးရေးတွေပြိပခဖြစ်လာအောင်စိတ်ရေးမှာအဲအရေးနေလာအောင်တစ်ဖက်နဲ့တစ်ဖက်ဟာလက်နဲ့ကင်ထားတာအဲဒီဘုံချုပ်ထုံးမြနိုင်တဲ့ဒီ PDF တွေနဲ့အကုန်လုံးကပေါင်းပြီးတော့နေမီတွေစိုးမိုးတိမ့်ပိုက်နေတာအညာဘက်ထိရောက်လာပြီးဘဟုဘက်ထိရောက်လာပြီးမကွေးဘက်ထိရောက်လာပြီးအဲအဲ့ရခိုင်နယ်စပ်တစ်ခုလုံးကိုဘုံချုပ်ထုံးမြနိုင်ရခိုင်တပ်တော် AA နဲ့အပူပေါင်းအဲတပ်ဖွဲ့တွေကဒီလိုတိမ့်ပိုက်လာတဲ့အတွက်ဒါကအမှုပညာရှင်တွေကိုသူကထိုးထည့်လိုက်တာ ဟာလာအမှုပညာရှင်တွေကိုထိုးထည့်လိုက်ရင်အာဒေါ်လာကြီးဖက်ဖက်ထပြီးတော့ပြောကြမယ်ဆိုကြမယ်ဟာအော်ကြမယ်ဟိတ်ကြမယ်ဆိုရင်ဟိုအထဲကလည်းလက်နဲ့ကင်တာနင့်အမျိုးထင်ငံကံငါအမျိုးထင်ငံကံသူတို့လည်းပွဲလွဲသွားမှာပဲဆိုတဲ့အောက်တန်းစာအုံနောက်52နဲ့88ကအုံနောက်မျိုးနဲ့ဒီစစ်ခွေးတွေကဒါမျိုးအမှုပညာရှင်တွေကိုထိုးထည့်လိုက်တာ ဟလာအမှုပညာရှင်တို့ထိုးထည့်လိုက်တာဒါပေမဲ့တော်လန်ကြီးရဲ့တော်လန်ကြီးပဲရှင်တို့ထိုးထည့်လိုက်တာထိုးထည့်လိုက်တာပဲလူဆိုတာကတော့တမနောနာနေရင်တမနောရတာပဲခေါနောနာနေရင်ခေါနောရတာပဲကြံတဲ့ဟာကိုပြီးပြီးတော့မကျင်နဲ့ကျွန်မအတော်ကိုလည်းအကြောင်းအောင်ကြည့်စစ်တပ်အရှိမှာသူကနေရတာဟလာစစ်တပ်ကနေခေါ်ပြီးတော့သူ့ကိုဟိုဟာဒီဟာဆိုနေသူ့မှာတီတီဟိုဟာရိုက်တဲ့တဲ့ဒီဟာရိုက်တဲ့တဲ့ကိုပါသွားတယ်ဒါပေမဲ့ သူမလုတ်ချင်သူမလုတ်ချင်လဲသူတို့ခေါ်ရင်တော့ရတယ်သူတို့ဘာဖြစ်လို့လဲသူ့မှာသားသမီး၄ယောက်ရှိတယ်သားသမီး၄ယောက်ကမွေးလာခဲ့တယ်သူ့မှာမိန်းကလေး၆ယောက်ရှိတယ်သူ့လင်ရှိတယ်သူ့သားရှိတယ်တနွယ်ငင်တစဉ်ပါဆိုပြီးတော့ဒုက္ခလိုက်ပေးနေတဲ့အတွက်မချစ်တော့လဲအောက်မှာလဲမနန်းတော့လဲပင့်တဲ့ရှင်ဆိုတဲ့ပုံစံမျိုးနဲ့နေနေရတဲ့သူတွေကလည်းအများကြီးရှိတယ်ဟုတ်လားအဲ့တော့ ပြောရမယ်ဆိုလို့ရှိရင်မဟာလာမြန်မာနိုင်ငံထဲကလူတယောက်ရဲ့အသက်တချောင်းကိုသူတို့ရဲ့ဘဝသူတို့ရဲ့ပညာရေးသူတို့တသက်လုံးကသူတို့ရှာဖွေစုဆောင်လာတယ်သူတို့အသက်အိုးအိမ်စီးဆိုင်ဆိုတာဘာတစ်ခုမှဒီအကောင်ကချမ်းသာ권ပေးမှာမဟုတ်ဘူးလူအသက်တချောင်းကိုမြန်မာနိုင်ငံထဲမှာတီကောင်တကောင်လောက်တောင်မှပဲသူတို့အတန်ကြီးထားမှာတီကောင်တကောင်က၅ဘိုင်း ငါးပိုင်းဖြတ်ပြီးတော့ငါးခါများရင်ငါးငါးကောင်ရရဲဆိုတဲ့ပုံစံမျိုးတီကောင်တကောင်တော့သူကတန်ကြီးထိုင်နေမှာလူအသက်တစ်ချောင်းတန်ကြီးထားမဲ့မအားလာတို့ဖက်ကဟာပြီးလဲမဟုတ်အဲ့တော့တော်လန်ကြီးကိုတော်လန်ကြီးလိုပဲသွားစီချင်တယ်နော်ကျမတို့တချို့ကလာမန့်ထားတယ်သူဘသူပုံကိုတင်ပြီးတော့ဘာဖြစ်လို့မစဲတာလဲဘသူပုံတင်ပြီးဘာဖြစ်လို့မပြောတာလဲပေါ့နော်တော်လန်ကြီးရဲ့တော်လန်ကြီးပဲနော်အဲဆဲလို့လားတော်လန်ကြီးနိုင်မယ်ဆိုဘိုးကျော်အောင်ဆန်းလက်ထက်တော့ဘာလို့အသက်တွေပေးပြီးတိုက်နေမလဲဘိုးကျော်အောင်ဆန်းကပတ်အဆင့်ကြီး engineer ကိုခေါ်ပြီးတော့ဟာလာဟိုသူ့ရဲ့မကွေးမှာတခါလဲသူဘာလို့မလဲပုံကိုအကြီးဆောက်ပြီးအဲ့ဒီပေါ်နေပြီးဘိုးကျော်အောင်ဆန်းပစိုးလန်ပြီးအရင်ထိဟာလာဖျက်ပြီးတော့လန် ထိုင်ပြီးဆဲနေမှာပေါ့အဲ့ဒါဆိုတော်လိုင်းကြီးအောင်မြင်လဲဆိုရင်ဟုတ်လားအခုကအသက်တွေပေးပြီးတိုက်နေရတာလေနော်အဲ့တော့ကျမကိုလာပြီးတော့မဝေပန်းနဲ့အော်ဗါလဲနင်ကဟိုဟိုလူမျိုးကိုချစ်တယ်ဒီလူမျိုးကိုချစ်တယ်ကျမကိုလာမပြောနဲ့ကျမကမြန်မာနိုင်ငံထဲက135မျိုးတော့တိုင်ရင်သာဘာသာကြီးလေးမျိုးလုံးကိုချစ်တယ်ကျမဒီတော်လိုင်းကြီးဆိုတော်လိုင်းကြီးစိတ်တက်ပဲထားတယ်ဟုတ်လားအာကျမတို့အခုမြန်မာနိုင်ငံမှာဘာဖြစ်နေလဲလူတဦးတယောက်ကဘလောက်ပဲတန်ချင်းရှိရှိဘလောက်ပဲပညာတတ်တတ်အဲ့အဲ့ဒီလူကိုဟိုဘက်ကရှင်းလိုက်ရမှာလဲဝင်မလေးတို့ဒီဘက်ကရှင်းလိုက်ရမှာလဲဝင်မလေးဒါတော်လိုင်းကြီးမဟုတ်ဘူးလို့ပဲကျမပြောချင်တယ်ကျမကိုကြိုက်တယ်လို့ဝေဖန်ကျမကိုကြိုက်တယ်လို့အဲတုံးတက်ကြိုက်တယ်လို့ပြောနိုင်တယ် ဟာလာအဲ့တော့ကျမရဲ့အဲစိတ်ကူးဆန္ဒနဲ့ကျမဘာသာကျမနေတာအဲ့ဒါကျမကိုလာပြောဟိုလိုမန့်ဒီလိုမန့်နောက်ပြီးရင်အမေစုအဲလိုကိုကြီးတွေနဲ့ကျမကိုလာတင်ပြီးတော့မမန့်နဲ့နော်ကျမမန့်မထောက်ချင်ဘူးနော်ကျမမန့်ထောက်ပြီးပြောရင်ပွဲဆူသွားမယ်ဟာလာကျမအမှန်တရားကိုပြောမှာနော်အဲ့တော့ပွဲဆူသွားမယ်အဲ့တော့အေးအေးဆေးဆေးနေပါလို့ပဲပြောချင်တယ်ရှင်တို့လည်းတော်လိုင်းကြီးပဲလို့သာဆိုတော်လိုင်းကြီးပဲလို့ကျမတို့လည်းတော်လိုင်းကြီးပဲလို့သာဆိုတော်လိုင်းကြီးပဲလို့ဘယ်သူကမှားတယ်ဘယ်သူကမှန်တယ်ဆိုတာ၃နှစ်၅နှစ်ကလေးစကားပြောတတ်ရင်သိတယ်ဟာလာအဲ့တော့ဒါပေမဲ့လည်းလူတဦးတယောက်ရဲ့အကြောင်းကိုလည်းစဉ်းစားရတယ်တွေးတောရတယ်ဟုတ်ပြီလားအဲ့တော့ပြောချင်တာကတော့ဟိုရွှေဘက်က အာပြောရမယ်ဆိုရင်လူမဆန်တဲ့အလုပ်ကိုလုပ်နေတဲ့ဒေသကြီးကိုအကုန်လုံးသိပါလေရနေတော့အမေရောင်မှုရောင်တောင်မှမြောင်မှမသိတော့မဖြစ်စေချင်ဘူးကျမအဲ့ဒါလေးကိုလာပြောပေးတာနော်နာလေးကမွတ်တယ်ကိုလာဆဲဆဲတာတော့အဆဲဘောင်းစုံနေပေါ့နော်သူတို့မအောင်ထောက်လိုက်မွတ်တယ်ကအပန်းခံရမှာတည်တည်ချာချာပဲပေါ့နော်ဖေးလေးရောဟိုဖောက်ထုတ်ပြီးနေပေါ့မွတ်တယ်ကပေါ့နော်ကိုမောင်ဝင်းဆိုတဲ့အကောင့်ပိုင်ရှင်အများတန်းဒီလိုပဲနော်မွတ်တယ်ကိုပြည်ပြီးမှတဲ့အဲဒီတော့ကတော့ဖုန်းအကောင့်နေခြင်နိုင်မှာပေါ့တဲ့အဲပေးသူလူထုငွေတွေနဲ့တဲ့ ။ဒါမှမဟုတ်နေတို့လောက်တယ်လို့ဖြစ်နေတာပဲတဲ့။ပြည်သူလူထုငွေလို့ပြောရအောင်။ကျမကပြည်သူလူထုငွေကိုလမ်းပေါ်မှာအတက်ပြားစာမှာအရေးမရှိတဲ့နေရာမှာကျမသွားပြီးအလှခံပေးတော့ငါရော။ကျမပြည်သူလူထုရဲ့ငွေကိုကျမထိုင်းဘက်ငွေနဲ့နှုံဘက်နှုံစတန်အောင်ကျမမကင်ဘူး။ ယူလဲမယူဘူး၊ကင်လဲမကင်ဘူး၊ထိလဲမထိဘူး။အကုန်လုံးလာသမျှအလူလာခံတဲ့လူ၁၀ရောက်လာရင်၁၀ရောက်၊၁၅ရောက်လာရင်၁၅ရောက်။အားလုံးရှိမှအတိအလင်းရေးတယ်။ကျမလက်ထဲကိုထည့်တယ်၊ကျမကင်ပြီးအလင်းပြတယ်။နောက်ထပ်မြန်မာနိုင်ငံထဲကိုဓာတ်လိုက်နေ့ချင်းချင်းချပေးသွားတယ်။အဲ့တော့ကျမကိုခိုးတယ်လို့လာပြီးတော့ပြောအောင်ရှင်းပါဗာတက်တည်လေးများရှိလို့လား။ဟမ်။ကျမကိုခါကျတော့အဲ့လိုမျိုးခိုးတယ်လို့ပြောတယ်။ဟိုမြန်မာနိုင်ငံထဲမှာကဘာကျော်တခိုးလေးမအားလားစောက်ဖို့လေ။အဲ့ဒီစစ်အာဏာရှင်တွေကမှနှစ်ပေါင်း80လောက်မြန်မာနိုင်ငံထဲမှာဟိုရခိုင်ပြည်ထွက်တဲ့ဖက်ဆိုသူတို့ဝါမြူထားတာ။ ဘကိုးရုံးမရဖက်တဲ့ကျွန်းတွေသူတို့ဝါမြူထားတာဟဲ့လားမြန်မာနိုင်ငံထဲမှာပြည်နယ်ခုနှစ်ခုတိုင်းခုနှစ်ခုဟိုးဗါလဲကျမတို့မော်တယ်မှာဟမ်ဖားတန်မော်တယ်မှာဟိုးကချင်ပြည်နယ်မှာကြောက်စိတ်တွေဒါသူတို့ပဲအကုန်လုံးဝါမြူထားသူတို့ပဲလက်ကြည့်ချင်သူတို့ကပြောလေဟမ်ရုပ်ဦးသေးချာကြည့်ရုပ်ဦးသေးချာကြည့်ကြားလားအဲ့ဒီကျူကျူဟောဆောက်ခွက်လာလေကျမချိန်မလာတော့တင်းတင်းရေးမရှိဘူးအဲ့မင်းအောင်လိုင်းဆိုတော့ကောင်ရဲ့မျက်နှာလိုပဲပြောမှရမယ်ဟိုအခွက်လိုပြောရင်လည်းတစ်တော့ကဟိုဖြစ်ဦးမယ်နော်မင်းအောင်လိုင်းရဲ့မျက်နှာလေးကျမချိန်နိုးလောက်များနေတင်းတင်းရေးရှိတယ်ဆိုရင်လဲပေးတာအဖြတ်ခံလိုက်အောင်မယ် သိလားကျမတို့လာပြီးတော့သခုတွေသဝက်တွေလာမပြောနဲ့ရှင်းလားရုပ်ကိုတေချာကြည့်ရုပ်ကိုတေချာကြည့်ကြားလားဘသူဟာမှလက်နဲ့တောင်မထီဘူးကိုင်ရမ်းကိုင်ဘူးစိတ်နဲ့ရမဖြစ်မှာဘူးမနှောနဲ့ဘာနဲ့မှမဖြစ်မှာဘူးသူများရဲ့ပစ္စည်းကိုသိလားအသက်ကိုနှစ်ကလေးကကိုပါကိုအလုံးလုံးပြီးကိုချောင်းကိုတက်လာပြီးတော့ဟလာကြီးလာတဲ့အချိန်မှာလည်းကိုပါကိုစီးပွားရှာလာတာမိသားစု17ယောက်ရဲ့တာဝန်ကိုနိုင်နိုင်နင်းနင်းနဲ့ဖမ်းဆောင်လာခဲ့တာဘယ်ယောက်ကြားလာမှာတကြက်တပြားမှဘာကြီးနဲ့မှရပြီးယူထားတာလည်းမရှိခဲ့ဘူး ကျမတတ်တက်လုံးကနာမည်ပြက်နှမ်းကလေးတော်ရှိခဲ့ဘူးရှင်းနေတော့သူများကကိုးတာဖွက်တာလားမပြောနဲ့ရာဇမောင်လည်းလိုက်ကြည့်လားကျမပြောပြီးပြီမရှိတဲ့ဘဝကလည်းနေခဲ့စစ်တပ်ရွေးကောက်ပွဲစကားကိုဝေဖန်တဲ့ရေးသားချက်တွေကိုထောက်ခံအပ်ပြီးတဲ့ဆိုပြီးရုပ်ရှင်ဒါရိုက်တာနှစ်ဦးဖမ်းဆီးခံရခေတ္တမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအကြောင်းဇလန်းတို့နဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာပေါ်ကကန့်ကွက်ရေးသားချက်တွေကို red တုံ့ပြန်ချက်ပေးတယ်လို့ဆိုကဒါရိုက်တာဇဘူထွန်းတက်လွင်နဲ့အောင်ချမ်းလူတို့ကိုစစ်တပ်ကဖမ်းဆီးလိုက်ပါတယ် ဒါဟာလူသိများတဲ့ပြည်တွင်းနေနုပညာရှင်တွေထပ်မံဖန်ဆီးခံရတဲ့ဖြစ်ရဖြစ်ပြီးအော်တိုဘာ28ရက်တုန်းကလည်းဒါရိုက်တာမိုက်တီအပါဝင်ဇပူတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံနိုင်တို့ကိုဖန်ဆီးခဲ့ပါသေးတယ်ဒီဖန်ဆီးမှုအပြီး၂ရက်အကြာအော်တိုဘာ29ရက်မှာပဲဦးတက်လွင်ခေါ်ဇံဘူးထွန်းတက်လွင်နဲ့ကိုအောင်ချမ်းလူခေါ်အေးချမ်းအောင်တို့နှစ်ဦးကိုသူတို့ရဲ့နေအိမ်အသီးသီးကနေဖန်ဆီးခဲ့တယ်လို့မနေ့ကထုတ်ပြန်လာပါတယ်ဦးတက်လွင်ခေါ်ဇံဘူးထွန်းတက်လွင်ဟာ ခစ်တမီဒီယာရဲ့ Facebook မှာဖော်ပြထားတဲ့တော်လန်ရေးအင်အားစုတွေရဲ့သတင်းတပုတ်နဲ့ရွေးကောက်ပွဲဇလန်းတို့ကိုဝေဖန်တဲ့ရေးသားချက်တစ်ခုကိုအသေးပေးတာကြောင့်အရေးယူလာဆိုပြီးမနေ့အောက်တိုဘာ31ရက်စစ်တပ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။ နောက်ထပ်ဒရိုက်တာတဦးဖြစ်တဲ့အောင်ချမ်းလူကိုတော့2020ခုနှစ်တုန်းကစစ်အာဏာသိမ်းမှုကိုစန့်ကျင်ကြောင်းလက်သုံးချောင်းထောင်ထားတဲ့တပ်ပုံနဲ့အတူစစ်တပ်ကိုစန့်ကျင်သူအဆိုတော်ရန်ရန်ချမ်းရဲ့ရွေးကောက်ပွဲဇလန်းတို့ပေါ်သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတဲ့ post မှာ အသေးပုံ war rate ပေးတာကြောင့်ဆိုပြီးဖန်ဆီးခဲ့တာပါရုပ်ရှင်ဒရိုက်တာနှစ်ဦးဟာစစ်တပ်ကိုထောက်ခံမှုမရှိတဲ့အပြင်ရွေးကောက်ပွဲအတွက်လည်း အမှုပညာကဏ္ဍကနေပူးပေါင်းပါဝင်တာမရှိသလိုရွေးကောက်ပွဲအောင်မြင်အောင်လုပ်ပေးနေတဲ့အမှုပညာရှင်တွေပေါ်ပြည်ပကနေဝေဖန်ချက်တွေကိုထောက်ခံတဲ့သူတွေလို့စစ်တပ်ကဖော်ပြခဲ့ပါတယ်။မရှိတဲ့ဘဝလည်းမရှိတဲ့ဘဝမှာလေတိလာကလေးတွေကိုထမင်းချွေးပြီးကြောင်းအောင်လုပ်ပြီးထမင်းတပတန်ကြံနေတယ်ကျမကစားလိုက်ရင်ဆုံးမလောင်းရမှာဆိုလို့အဲ့ဒီတပတန်ကိုဆုံးလောင်းပြီးတော့ကျမကအိုးတဲ့ထမင်းလေးကိုချစ်ပြီးထမင်းရည်နဲ့ထမင်းနဲ့တောင်ပြီးတော့အစာပြေထိုင်နေတဲ့ကောင်မှာ အမှန်တရားကိုပြောတာရှက်စရာမျိုးဘူးသိလားနော်အမှန်တရားကိုပြောခြင်းအပြင်မင်္ဂလာတပါးလေကျွန်မအမြဲတမ်းမင်္ဂလာရှိတယ်သိလားရှင်တို့လိုမျိုးမင်္ဂလာမဲ့အကျက်တည်ရုံနေတဲ့ဟာတွေမဟုတ်ဘူးမိမတယောက်ကိုအမြဲတမ်းကိုလိုဝင်ဆဲလိုက်ဒီလိုဝင်ဆဲလိုက်မရှက်ဘူးလားလိုက်ခွဲတဲ့နေရာမှာတွေ့လိုက်တော့အိုမင်းကုန်းကွာနေပြီရှင်ရဲ့ကိုကျွန်မဝေါ်ထဲမှာတစ်ခေါက်ထဲနဲ့တစ်တော့ကဘန်းလို့ကျွန်မနောက်ကထဲ့တော့မထည့်ဘူးတစ်တော့ယုံဝဟာတွေတော့လက်နေဆိုတော့ရှင်စဉ်းစားကြည့်ရှင်တို့ထမင်းစားကြည့်တဲ့လူတွေမဟုတ်တဲ့အတွက်လူချင်းလူချင်းလူချင်းဝတရားတွေရှင်တို့နားလည်မှာမဟုတ်ဘူးโอเคရှင်တို့ရှင်းရှင်းလေးပဲပြောမယ်သိလားလူက မှန်ကန်တဲ့အလုပ်ကိုလုပ်ရင်သိလားမှန်ကန်တဲ့စီးစိမ်ဥစ္စာကသူ့အလိုလိုဝင်ရောက်လာတာသိလားမမှန်မကန်တဲ့ဟာကိုလုပ်လို့ရှိရင်မမှန်မကန်အကုန်ဖြစ်သွားတာဟုတ်လားအဲ့တော့ကျမကမမှန်ကန်ကန်လေးနေတယ်မမှန်ကန်ကန်ပဲလုပ်တယ်ဟုတ်လားဘယ်သူကကျမကိုပဲလာပေါင်းတင်ပေါင်းတင်ခိုးရဲ့ lesson 1တွေဒူးတွေကိုသူတို့ကိုပေးတာရှင်းလားအဲ့တော့သူများကလာပြီးတော့တကူတကူတစ်ချိန်လုံးတကူတကူနဲ့လာပြီးတော့ရှင်းရဲ့ standard တွေကိုလာပေါ်ပြနေတယ်ကြားလားမောင်ဝင်းဆိုတဲ့ อืมပြောရင်တော့ကျမလာမှန်ထားတဲ့အမှန်လေးပေါ့နော်အဲ့ဒီမှန်လေးကိုကျမမပြောခင်ပေါ့နော်ဟိုကဟိုတချင်းလေးမကြားရတာကြားပြီးသိလားဗါလဲဟိုရွှေဘလိုလိုကဘာကျော်တခိုးလိုလိုစိန်အေးလင်ငယ်လိုလိုဗါလဲကျူကျူခေါ်လင်ငယ်လိုလိုအဲ့အဲ့လိုမျိုးတချင်းလေးကျမမကြားရတာကြားပြီးအရင်ကဆိုလေရင်မွားနေဆင်းလာရင်အဲ့လိုမျိုးလေးတချင်းလေးတွေနဲ့လေတင်ကြတယ် နောက်ပြီးတော့အခါကျတော့ဗာတဲ့မနာလူသူတွေကြိုက်ရှုံးကြဗာဖြစ်နေညာပြအဲ့တချင်နှစ်ပုတ်ကလိုင်းပေါ်မှာတော်တော်ကိုပြက်ခွဲသွားတယ်ပေါ့နော်ကျွန်မအဲ့ဒါလေးကိုမြင်ချင်းလို့လာမေးကြည့်ရပါနော်နောက်တစ်ခါကျတော့ဒီ NUG အစိုးရကတဲ့ဘသူကမှ NUG အစိုးရကိုတဲ့အဲထောက်ခံပြီးတော့ NUG အစိုးရဗာလို့ဘယ်နိုင်ငံကလည်းထောက်ခံထားတာမဟုတ်ဘူးတဲ့ပြည်ပြီးအစိုးရကျွန်မတို့ကလည်းပြည်ပြီးပဲတဲ့သူကအဲ့လိုမျိုးပြောတော့ခါကျတော့အဲ့ဒါလေးကိုကျွန်မကသူကအဲ့လိုမျိုးလေးလာမှတ်တာကျွန်မကကျွန်မပြူသွားမေးတာလေအဖေတို့ကအသက်80ကျော်ပြီဆိုတော့အဖေရော 呃，阿培罗耶，他站在下方，慢慢来干嘛？带拉开了手呀，手了。哎，手呀，这个阿培罗，培罗流畅过来呀。哎，手呀，我对面开了拉手。怎么培罗发表的说，阿培耶，等等马罗的皮度跟对面来个手呀，手拉罗的阿培罗，黄山书记白写的，今么培啊？没黄山书记太阿在里面的字呢？呦，哟，没黄山书记叫白写的，今么培啊？ အဲကျွန်မရဲ့တက်တက်မှာလေအဲဒီပီတူလူထုကတခဲနဲ့ထောက်ခံပြီးတော့မှကိုအဲအစိုးရလူတင်မြှောက်ခဲ့တာကျွန်မတက်တက်မှာလေဒီအရက်သားအစိုးရအမေအောင်စားစုကြည်ဒီ NLD အစိုးရကိုလည်းကျွန်မလည်းတွေ့ဖူးတယ်ကေနော်အဲ့တော့ကျွန်မလည်းမေးကြည့်ရတာပေါ့ကျွန်မတို့မမွေးဖင်ရမြတ်တို့မြန်အစိုးရကြီးကြုံခဲ့ဗျဘယ်အစိုးရမှမကြုံခဲ့ဘူးတဲ့ဘယ်ခွေးသားအောင်စားမှလည်းဘယ်သူမှမထောက်ခံပြီးတော့တင်ခဲ့တာမဟုတ်ဘူးတဲ့သွားလေသူနေဝင်လည်းဘယ်သူမှတင်မြောက်ခဲ့တာမဟုတ်ဘူးတဲ့တိုင်းရွှေလည်းဘယ်သူမှမတင်မြောက်ဘူးခင်ညွန့်လည်းမတင်မြောက်ဘူးတိမ့်စိတ်လည်းဘယ်သူမှမတင်မြောက်တာမဟုတ်ဘူးတဲ့ ပြည်သူလူထုထဲမှာတဲ့အခုဒီအဝါဘောပြောရမယ်ဆိုရွှေဘကဘာကျော်တကိုးစောက်ဘူးကိုလည်းဘယ်သူမှမတင်ပြထားတာမဟုတ်ဘူးလေတဲ့သူတို့ကိုဘယ်သူမှမတင်ပြဘူးပြည်သူကဘယ်သူမှအဖက်မလုပ်ဘူးသူတို့အပယ်ခံလာခဲ့ရတာလေတဲ့သူတို့ကသူတို့တကိုးတလိုင်းနဲ့သူတို့နေတာလေတဲ့ခုတကိုးတလိုင်းနဲ့မကတော့ခိုးတာလေလားအမရဘူးတဲ့ပြည်သူအသက်အိုးအိမ်စည်းစိမ်မှာတော့သူတို့ကဓညတိုင်တယ်သူတို့ကိုသူတို့တည့်ရဝင်အစိုးရလားတဲ့ကျမဖေကအဲကျမပေါ့နော်အော်ဟုတ်လားလို့ကျမလည်းနေကြည့်ရတာပေါ့နော်အဲ့ဒါကိုသူတို့ကိုသူတို့တည့်ရဝင်အစိုးရဟုတ်လားတဲ့အေးတဲ့မကြတော့ဘူးနေပြီဝမ်းနာတာလိုက်လို့လာပြောလိုက်တော့ငါသမီးရဲ့တဲ့ကျမဖေကလည်း ဲအဲ့လိုမျိုးပြောတယ်အဲ့တော့တို့ကိုသူတို့တရားဝင်အစိုးရဆိုလို့ကျမမေးကြည့်ချင်တာငါအဖေအသက်85နှစ်ကတော့နင်တို့အစင်ဆက်ကိုဘယ်သူကမှဘယ်ပြီးလူလူထုကမှတင်ရောက်ခဲ့တာမဟုတ်ဘူးလေနင်တို့တကောတကူချင်းတင်ရောက်နင်တို့တကောတကူချင်းနင်တို့ထိုင်လာတော့မှပဲလေသူတို့ကိုသူတို့သူတို့ကခွေးရှိခုံမော်ကိုထိုင်ရတယ်တဲ့သူတို့ကသူတို့ကိုသူတို့စင်မော်ရောက်တယ်ပလင်မော်တက်ရတယ်လို့သူတို့ထင်တာပဲတဲ့ဖနှက်စင်မော်မှာတက်လေသူတို့ကစင်ပဲလေဗာပဲဖြစ်ဖြစ်သူတို့ကစင်လို့ပဲအောင်မိတာလေသူတို့နဲ့တန်နေစင်ကဖနှက်စင်နဲ့ခွေးရှိခုံနဲ့